ောကကြီးကစိတ်ပြည့်ပွဲဖြစ်ပြီးစိတ်ထဲမှာ၆တွဲတွဲဖြစ်ပြီးလောကကြီးကိုညီငွေပြီးဘာလို့မှမသိလောက်အနေထားမျိုးတွေဖြစ်တဲ့အခါမျိုးရသော်ဗျာရဲ့ဂုဏ်တော်တွေကိုဆင်ញင်ပွားများလိုက်လို့ရှင်စိတ်အားတွေလန်းဆန်းပြီးတော့ပြန်တက်ကြွလာအဲ့ဒီအားတွေကိုယူပြီးတော့ပြန်ပြီးဆင်ញင်သုံးသက်ဝိပဿနာထပ်ပြီးတော့ရှုတဲ့အခါမှာဉာဏ်စွမ်းနေပို့ထက်လာတဲ့ဒီလိုနီးစနစ်တွေရှိတယ်ပေါ့တရားတရားတွေတို့ပွားလာအောင်လှုပ်လှုပ်ပြီးတော့ပေးကြရတဲ့ထဲမှာ ဗုဒ္ဓရဲ့ဂုဏ်တော်တွေမကြာခဏဆင်ញင်ပြီးကိုယ့်ကိုအားပေးတာဆဲဒုက္ခရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆင်ញင်ပြီးတော့ကိုယ့်ရဲ့ဒုက္ခဒုက္ခကိုချိတ်မိတ်ပြီးတော့ခံစားကြအဲ့ဒါလို့မဟုတ်လို့ရှိရင်ကာယကဒုက္ခခံစားနေရတဲ့အချိန်မှာစေတသိကဒုက္ခလို့ခေါ်တဲ့ပကြင်နှမှုတွေစိတ်တူမှုတွေဒါတွေဒေါသတွေက ကိုယ့်ကိုလွှမ်းမိုးလာပြီဆိုတဲ့အခါမှာလူတွေမှာအနည်းဆုံးတော့ ကိုကိုပြောကြတယ်တေလိုက်ရင်ကောင်းတယ်တကယ်တော့မသေးခြင်းမှမဟုတ်ပါဘူးเนาะသို့တော့ဒုက္ခမခံနိုင်တဲ့အခါအဲ့ဒါမျိုးဖြစ်တယ်အဲ့လိုတေလိုက်ရင်ကောင်းမယ်လို့တွေးနေမဲ့အစားဩဒီလိုဒုက္ခတွေလွတ်မြောက်အောင်မြတ်စွာဘုရားကဟောတာပါလားဒါတဏှာတွေကဒုက္ခဆိုတာဒါပဲငါတို့လူချင်းလို့ အကောင်းထင်ပြီးတော့ယူထားတဲ့ခန္ဓာတွေကပါလာတဲ့ဒုက္ခတွေဆိုတာဒါတွေပါလားလို့တာဝေကတရားဖြစ်ပွားပြီးမြတ်စွာဘုရားတောင်မှဒီလိုဒုက္ခတွေခံရတာပဲငါလိုလူတော့ဘယ်ပြောเสียရှိမလဲဆိုတဲ့စိတ်ဖြစ်သိမ့်မှုလေးတွေဟာ တရားသဘောနဲ့ဖြည့်သိမ့်တာဖြစ်တယ်ပေါ့။အော်မြတ်စွာဘုရားဟာတကယ်သမ္မာသမ္ဗုဒ္ဓအမှန်ကန်သိတဲ့ဘုရားဖြစ်ပါပေတယ်။အဲ့ဒီဘုရားကဒီဒုက္ခတွေလွတ်အောင်ဟောတာ။တရားတော်များဟာလည်းပဲမှန်မှန်ကန်ကန်ဟောတဲ့တရားတော်ဖြစ်ပါပေတယ်။ဒီဒုက္ခတွေလွတ်အောင်ဒီတရားကျင့်ရမှာ။အော်တန်ခါတော်ရှင်မြတ်တရားလည်းဒီဒုက္ခကလွတ်မြောက်အောင်မှန်ကန်တဲ့ဗြဟ္မစရိယအကျင့်ကိုကျင့်သွားကြတာလို့ဘုရားကုံတရားကုံတန်ခါကုံတွေနဲ့ကိုယ်စိတ်ကိုလွှမ်းထုံထားလိုက်တဲ့အခါမှာ ဒုက္ခတွေပေါ်မှာခန္ဓာကြီးအတန်သင့်ရသွားတယ်ပေါ့ဒါစိတ်ရဲ့ထွက်ပေါက်ကလေးတစ်ခုပဲပေါ့